မျိုးသမီးအစည်းအရုံး KNWO တည်ထောင်ခြင်း32နှစ်မြောက်အခမ်းအနားနဲ့ပြည်ပဆိုင်ရာမျိုးသမီးများနေ့ကိုမတ်လ10ရက်ကထိုင်းကရင်နီပြည်နယ်အဆက်နေရာတနေရာမှာပြုလုပ်ခဲ့တယ်လို့ KNWO စီကနေသိရပါဗျာ။အခမ်းအနားမှာကရင်နီအလံကိုအလေးပြုတာ၊ကြာဆုံးရဲဘော်တွေကိုအလေးပြုတာ၊ရိုးရအကနဲ့တင်ဆက်တာ၊ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်သမိုင်းကြောင်းတွေကိုတင်ပြတာ၊နှစ်ရှည်ဝန်ထမ်းတွေကိုဂုဏ်ပြုတာ၊မဟာမိတ်အသီးသီးကပေးပို့တဲ့တဝန်လွှာတွေကိုဖတ်တာ အားပေးကူညီမှုတွေမြို့သမီးတွေကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကိုထင်ဟပ်စေမဲ့တန်ကျက်အစီအစဉ်တွေပါဝင်တယ်လို့သိရပါဗျ။ကင်နီမြို့သမီးအစည်းအရုံး KNWO ကို1993ခုနှစ်မတ်လ10ရက်နေ့မှာကင်နီပြည်နယ်ကအမျိုးသမီးတွေနဲ့ကလေးတငယ်တွေရဲ့ဘဝလုံခြုံရေးစွမ်းရည်မြင့်တင်ရေးလူနေမှုဘဝမြင့်တင်ရေးဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်ဖွဲ့စည်းထူထောင်ခဲ့တယ်လို့သိရပါဗျ။ လက်ရှိမှာတော့ KNWO အဖွဲ့က KNP နဲ့နေရအနှံ့ကမြို့သမီးတွေရဲ့စကားသံတွေကိုနားထောင်ပြီးတော့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကူညီပံ့ပိုးတာအင်တွင်းလက်မှုလုပ်ငန်းတွေကိုမျှဝေပေးတာလူခွင့်ရင်းနဲ့တန်းတူရေးအတွက်ဖော်ဆောင်တာတွေကိုပြုလုပ်ပေးနေပြီးတော့အမျိုးသမီးနဲ့ကလင်းငယ်တွေအကြမ်းဖက်ခံရမှုကနေကာကွယ်နိုင်အောင်အသိပညာပေးတာတွေပြုလုပ်နေလို့သိရပါတယ်ရှင်အေရီတိုင်းမှာရှိတဲ့ပုဂ္ဂလိကကိုပိုင်ကျောင်းတွေအနေနဲ့ညရာတီကျောင်းပိတ်ရက်တွေမှာဖေတင်နှမ်းမှမဖွင့်ပဲပိတ်ထားဖို့နဲ့ လိုက်နိုင်ကြောင်းပိတ်သိမ်းတဲ့အထိအေးအေးယူမယ်လို့စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနကအကြောင်းကြားထားတယ်လို့ပညာရေးအတိုင်းအဝိုင်းကနေသိရပါဗျာ။ ARD တိုင်းမှာရှိတဲ့အစိုးရကျောင်းတွေမှာနေရာတည်သုံးလတင်နန်းတွေဖွင့်ဖို့အတွက်ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေမှာဗာတင်နန်းမှမဖွင့်ဖို့စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနကမတ်လပထမဘက်ကစတင်အကြောင်းကြားရလို့ဆိုပါတယ်။အစိုးရကျောင်းတွေမှာပကြီတင်နန်းတွေအပါအဝင်တင်နန်းတွေဖွင့်ပေးမှာဖြစ်တဲ့အတွက်အဟန့်တားမဖြစ်အောင်ပုဂ္ဂလိကကျောင်းတွေကိုပိတ်ခိုင်းထားတာလို့ပညာရေးဝန်ထမ်းတယောက်ကပြောပါတယ်။ လာမယ့်နေရာဒီကျောင်းပိတ်ရက်တွေအတွင်းစစ်ကောင်စီရဲ့အခြေခံပညာကျောင်းတွေမှာပကြီးပပုနဲ့အားကစားသင်တန်းတွေအပြင်ရေကြီးလိမ်မာသင်တန်းတွေကိုဖွင့်လှစ်မှာဖြစ်ပြီးတော့ကိုပိုင်ကျောင်းတွေကကျောင်းသားကျောင်းသူတွေကိုလည်းအလှည့်ကျသင်တန်းလာတက်ကြဖို့ညွှန်ကြားထားတယ်လို့သိရပါပါရှင်။ရန်ကုန်တိုင်းတောင်ဝင်းမြို့နယ်မြစ်တာညွန်ရက်ကွက်ဝနသင်္ကီလန်းကတိုက်တစ်ခုရဲ့ပထမထပ်မှာမက်စလာ၁၀ရက်ညနေ၃နာရီလောက်ကအမျိုးသမီးတယောက်အနူချမ်းစီးခံရပြီးတော့ဓာတ်ဒဏ်ရာတွေရရှိခဲ့တယ်လို့ရက်ကွက်နေသူတွေစီကနေသိရပါဗျ။ သမီးဖြစ်သူကိုကြောင်းကျို့ဖို့တိုက်ခန်းအပြင်ထွက်လာတဲ့အသက်30အရွယ်အမျိုးသမီးဟာတိုက်ရဲလှေကားအတက်အစင်နေရာမှာပဲလူရဲသူနဲ့ဂျုံခဲ့ရတာလို့ဆိုပါတယ်။ရဲစစ်စစ်ချက်မှာတော့အိမ်နဲ့ခေါင်းကိုအစွတ်ခံရပြီးတော့နှစ်ချက်ရိုက်ခံရပြီးသူတရီမိတ်နေတဲ့အချိန်မှာပစ္စည်းတွေလုခံရပြီးတော့လက်ဘေးမှာလည်းပြက်ရှာတံရအနေငယ်တွေ့ရတယ်လို့ရက်ွက်နေသူကပြောပါတယ်။အတင်းဆောင်နေတဲ့လူတယောက်ဟာကျွတ်ကျွတ်အမဲရောင်နဲ့အမျိုးသမီးရဲ့ခေါင်းကိုဆွတ်ချလိုက်တဲ့အပြင်ခေါင်းကိုရိုက်နှက်ခဲ့ပြီးတော့လေဘင်းဓာတ်ထောက်ပြီးတော့အခန်းထဲကျိုးတုပ်ထားခဲ့တာလို့ဆိုပါရယ်။ ရိုင်းနှက်ခံရလို့သတိမနေတဲ့အမျိုးသမီးကိုအိမ်ပြန်လာတဲ့ယောက်ျားဖြစ်သူကတွေ့ရှိခဲ့ပြီးတော့သက်ဆိုင်ရာနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုအကြောင်းကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။သတိမနေချိန်အတွင်းလူရက်ခံခဲ့ရတဲ့ငွေသားနဲ့ပစ္စည်းစင်းကိုတော့စီစဉ်နေစေဖြစ်ပြီးတော့လူရက်သူကိုတော့ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်ရှင်။ တရုတ်မြန်မာနယ်စပ်တလျှောက်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက်တရုတ်နိုင်ငံအာဆီယံရေးရာအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွန်းနဲ့စစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံခဲ့တယ်လို့စစ်ကောင်စီအာဘော်သတင်းစာတွေကမတ်လ17ရက်မှာထုတ်ပြန်လိုက်ပါတယ်။အဲဒီတွေ့ဆုံမှုမှာတရုတ်မြန်မာနှစ်နိုင်ငံကြားဆက်ဆံရေးပုံမတိုးတက်ဖို့နှစ်ဖက်ပူးပေါင်းမှုတွေအရှိန်မြင့်ဖို့နဲ့တရုတ်မြန်မာနယ်စပ်ဒေသတလျှောက်တည်ငြိမ်ရေးကိုပုံမမြင့်တင်ပူးပေါင်းမှုဆွေးနွေးခဲ့ကြတယ်လို့လည်းဆိုပါတယ်။ဒါ့အပြင်မြန်မာငြိမ်းချမ်းရေးနဲ့လူမှုစီးပွားအတွက် တရုတ်နိုင်ငံကအပြုသဘောဆောင်ကူညီပြီးတော့နိုင်ငံတကာစာမျက်နှာမှာအပြန်အလှန်ထောက်ခံရည်တည်သွားမယ်လို့လည်းဆွေးနွေးထားကြောင်းစစ်ကောင်စီဘက်ကထုတ်ပြန်ခဲ့တာပါလက်ရှိစစ်ကောင်စီနဲ့လာရောက်တွေ့ဆုံတဲ့တရုတ်အထူးကိုယ်စားလှယ် Mr. တိတ်ရှိကျွင်းဟာစစ်ကောင်စီနဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေတွေ့ဆုံဆွေးနွေးဖို့ညှိနှိုင်းပေးနေသူတူလည်းဖြစ်ပါတယ်လာမယ့်ဧပြီလမှာလည်းတရုတ်နိုင်ငံကူမင်းမြို့မှာပြုလုပ်မယ့်စစ်ကောင်စီနဲ့ပလောင်ပြည်နယ်လွမြောက်ရေးတပ်ဦး PSLF TNL တို့ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးဖို့ကိုလည်းဥဆောင်ညှိနှိုင်းထားသူဖြစ်ပါရဲ့ရှင် တနင်္သာရီတိုင်းဗုတ်ပြင်းမြို့နယ်မှာမတ်လ10ရက်နေ့နေ့3နာရီအချိန်လောက်ကစစ်ကောင်စီတပ်ရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ဖခင်နဲ့တမီးဖြစ်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြရလို့ဒေသခံတွေကနေသိရပါဗျ။ဗုတ်ပြင်းမြို့နယ်ခဲချောင်းကျေးရွာကိုလေကြောင်းကနေဘုံသီးနှလုံးကျဲချခဲ့တဲ့အတွက်နေနေအနီးမှာဘုံသီးကြောက်ပောက်ခွဲခဲ့ပြီးအိမ်ပေါ်မှာရှိနေတဲ့တာအဖာနှစ်ယောက်ကြည်စားထိမှန်ခဲ့တာလို့ဆိုပါတယ်။ လေရင်သံကြားတဲ့အတွက်ဒေသခံတွေထွက်ကြည့်ကြတဲ့အချိန်မှာဘုံကျဲချခဲ့တာဖြစ်ပြီးအသက်၄၀ကျော်အရွယ်ဖခင်ဖြစ်သူကဒဏ်ရာအနှဲငယ်ရရှိခဲ့ပြီးတော့အသက်9နှစ်အရွယ်မိန်းကလေးငယ်ရဲ့ခြေထောက်မှာကြီးစားထိမှန်ခဲ့တဲ့အတွက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ဒေသခံကပြောပါတယ်ဘုံတီတလုံးကရွာရဲ့ကြီးလက်ဆေးပေးကန်အနောက်ဘက်ကိုကြောက်ရောက်ခဲ့ပြီးတော့နောက်တလုံးကကြီးရွာရဲကဈေးဆိုင်နေနေကြောက်ပောက်ခွဲခဲ့ပြီးဒေသခံတွေကတော့ဘေးလွယာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။ ခဲချောင်းကြီးရွာဟာထိုင်းမြန်မာနယ်စပ်ကုံသွေးလမ်းဖြစ်တဲ့ပြောင်စုကားလမ်းပေါ်မှာရှိပြီးတော့အဲ့ဒီလမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းဘူအောင်တပ်ဖွဲ့တွေတိုက်ပွဲတွေဖြစ်ပွားနေတာ၃လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်ရှင်။ ARI တိုင်းဘူကလေးမြို့နယ်မြင်းကကုံကြီးရွာအုပ်ချုပ်ရေးမှုကစစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့ငွေကြေးကောက်ခံတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါရယ်အသက်16နှစ်ကနေအသက်35နှစ်ရှိတဲ့အိမ်တော်စုစီရင်ဝင်သူတွေကိုတအိမ်တော်ကိုကြက်ငွေ8000ကောက်ခံပြီးတော့အသက်မပြည့်သေးတဲ့အိမ်တွေစီကနေ ကြက်ငွေ2000စီကောက်ခံနေတယ်လို့ပြောပါတယ်။အုတ်ချုံရီမူလှမျိုးကလောင်းကစားအရန်လှုပ်တဲ့အတွက်ဂိမ်းတွေရှုံပြီးတော့ဒေသခံတွေစီကနေစစ်မှုထမ်းကိစ္စအကြောင်းပြပြီးတော့အခုလိုငွေကြေးကောက်ခံနေတာလို့မြင်းကကုံဒေသခံက TVB ကိုပြောပါတယ်။မြင်းကကုံကြီးရွာအုပ်စုအတွင်းမှာခူးလန်၊ကန်ဆောင်လေး၊တင်းကုတ်ကြီး၊တာယာကုံအနောက်ပွင့်ကြီးရွာတွေရှိပြီးတော့အင်ဂျီတပေါင်းကျော်နေထိုင်တဲ့ကြီးရွာအုပ်စုကြီးဖြစ်ပြီးတော့အိမ်အောင်စုအလိုက်မတ်လနောက်ဆုံးထားပြီးတော့ငွေထည့်ဝင်ပေးရမယ်လို့ပြောထားတဲ့အကြောင်းသိရပါတယ်ရှင်။ ကင်းနီပြည်နယ်ဒီမော့ဆူမြို့နယ်ရှိဘတ်ချန်ကကြေးရွာတစ်ခုမှာ WI ခေါ်စိတ်ကြွစီပြားတထောင်ကျော်ကိုမတ်လ9ရက်နေ့ကဖမ်းဆီးရမိပြီးတော့အမှုဖွင့်အရေးယူဖို့ဆောင်ရွက်နေတယ်လို့ကင်းနီပြည်ရဲဌာန KSP ကရဲမှုကိုဘူဘူကမတ်လ10ရက်နေ့ကပြောပါရယ်ကင်းနီပြည်ရဲစခန်းအမှတ်30ကတာဝန်ရှိသူတွေနဲ့ KNDF တို့ပူးပေါင်းပြီးတော့တရင်းရရှိတဲ့နေအိမ်ကိုတွားရောက်စစ်ဆေးရမှာ WI ဆေးပြား1188ပြားသိမ်းဆည်းရမိခဲ့တာဖြစ်ပြီးတော့စစ်ဆေးရကနေနောက်တနေရာမှာဆေးပြား56ပြားကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။လက်လုံလက်နက်တချို့နဲ့ငွေသားတချို့ကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ KSP အဖွဲ့ကဒေတာရင်းမှာကြေးရွာဒေတာကန်တွေလုံခြုံရေးအတွက်ပညာပေးဟောပြောမှုတွေမူရစီဝါရှောင်းတခင်စစ်ဆေးတာတွေပြည်သူတွေအတွက်စပားရိတ်သိမ်းကူတာတွေရင်းစည်းကမ်းသိပညာပေးတာတွေပြုလုပ်ပေးနေတယ်လို့သိရပါတယ်။ 2024ခုနှစ်အတွင်း KSP အရေးယူဆောင်ရွက်တဲ့လူသတ်မှုမရိမှုဓမြမှုခုံးမှုငွေစေဝါမှုနဲ့အခြားမှုစုစုပေါင်း154မှုကိုကိုက်တွယ်ဖြည့်ရှင်းနေပြီးတော့ငွေစေဝါမှုက85မှုထိပါဝင်နေတယ်လို့ KNP ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC က February 10ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင်။ မကွေးတိုင်းကံကောမြို့နယ်ကကျွန်းတက်တော်တိုင်နဲ့မြေတားစီဘောကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက် CDM စစ်သားတယောက်သေဆုံးပြီးတော့6ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။မတ်လ10ရက်ည10:00နာရီဝန်းကျင်ကကံကောမြို့နယ်တောင်ပိုင်းမြေတားစီဘောက CDM စစ်သားတွေထားရှိတဲ့အဆောင်နဲ့ည12:00နာရီဝန်းကျင်မှာမြို့နယ်မြောက်ပိုင်းကကျွန်းတက်တော်တိုက်ကစစ်ဘေးရှောင်တွေနေတဲ့စီကိုစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မြစ်တာစီဘော်ကအသက်50ကျော်အရွယ် CDM စစ်သားတယောက်သေဆုံးခဲ့ပြီး CDM စစ်သား9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ကျွန်းတက်တော်တိုက်ကစစ်ပေးဆောင်အသက်18နှစ်အရွယ်မျိုးသားတယောက်လည်းဥကောက်မှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်လက်ရှိမှာကျွန်းတက်တော်တိုက်ကထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်ပေးဆောင်ဒေသခံလူငယ်ဟာဥကောက်မှာဒဏ်ရာရရှိထားတဲ့အတွက်စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ဒေသခံကပြောပါရရှင်။ မကြသေးခင်ကမှရန်ကုန်မြို့ပတ်လမ်းမှာပြေးဆွဲခဲ့တဲ့စပိန်ရထားတစ်တီမှုအစ်တစီမတ်လ10ရက်နေ့မနက်ပိုင်းကပြက်ခဲ့တဲ့အတွက်ယာနေ့ချီရခီးတွေအလုံးနောက်ကျခဲ့တယ်လို့ယထားစီးနှင်းသူတွေကပြောပါရယ်။အင်းစိန်တညင်းကုန်မင်္ဂလာရုံကနေရန်ကုန်ဗရာကြီးကိုထွက်ခွာလာတဲ့စပိန်ရထားအစ်ဟာမောင်းနေနေချင်းရုတ်တရက်ဆက်ထိုးရက်ခဲ့ပြီးတော့မောင်းနေမရဖြစ်ခဲ့တာပါ။ရထားတစ်စီးရဲ့အတွဲ၆တွဲစလုံးမှာတနင်္လာမနက်ယုံချိန်ဖြစ်နေတာကြောင့်လိုက်ပါစီးနေသူရာနဲ့ချီပါဝင်တယ်လို့ ဘူရာကြီးမရောက်ခင်ဂျားဘူရာ73ဘူရာမှာယထားဆောင်နေသူတွေလည်းအများအပြားရှိနေတယ်လို့ယထားစီးနင်းသူတယောက်ကပြောပါတယ်။ယထားပြည့်နေချိန်ခီးတဲ့တွေကိုလည်းအကြောင်းကြားတာမရှိသလိုတကားတွေလည်းမဖွင့်ဘဲနဲ့အဲကုန်းမှာပြည့်နေခဲ့တယ်လို့ခီးတဲ့တယောက်ကပြောပါတယ်။ခီးတဲ့တွေဘက်ကဝိုင်းဝန်းမေးမြန်းတော့မှဆက်ပြည့်နေလို့ဆိုပြီးတကားတွေအကုန်ဖွင့်ပေးတာကြောင့်ခီးတဲ့တွေအကုန်လုံးယထားလန်းကနေလမ်းစင်းလျှောက်ကြတယ်လို့သူကပြောပါတယ်။ ထားရရှိကဆွဲတဲ့ဆက်ကောင်းကအင်ဂျင်မိုင်းချို့ယွင်သွားပြီးတော့ပြင်စင်ချိန်မိနစ်60လောက်ကြာမြင့်ခဲ့တယ်လို့ယထားဝန်ထမ်းတယောက်ကပြောပါတယ်။စစ်ကောင်းဆောင်ကိုရိုင်းရန်ကုန်ဗရာကြီးမှာဖဲချိုးဖြတ်ဖွင့်ပွဲလုပ်ပေးခဲ့တဲ့စပိန်နိုင်ငံထုတ်ဒီမူးယထားတွေတွေဟာမြို့ပတ်ယထားလမ်းမိုက်မှာမနက်နှစ်စီညနေနှစ်စီသာပြေးဆွဲနေပြီးတော့6လအကြာမှာပဲယထားအစ်တစီစတင်ဆက်ပြတ်နေတာဖြစ်ပါရဲ့ရှင်။ ။ AR တိုင်းပသိမ်မြို့ရွှေမြင့်တင်စစ်အခြေခံလေ့ကျင့်ရေးကြောင်းအမှတ်6မှာအာမဆူဆောင်ခံထားရတဲ့အရသာစစ်မှုထမ်းလူငယ်တရားကြောကိုကချင်ပြည်နယ်ဘက်ကိုပို့လိုက်တယ်လို့လေ့ကျင့်ရေးကြောင်းနဲ့နှီးဆက်သူတွေစီကနေသိရပါဗျ။စစ်မှုထမ်းဥပဒေနဲ့ AR တိုင်းထဲမှာအာမစစ်မှုထမ်းစစ်သားအဖြစ်စုဆောင်ခံခဲ့ရတဲ့အရသာလူငယ်တရားကျော်ကိုမက်စလာရှိရကကချင်ပြည်နယ်မြစ်ကြီးနားမြို့ကိုပို့လိုက်တာလို့ဆိုပါရယ် အခုလိုအပိုးခံရတဲ့လူငယ်တရာကျော်လုံးဟာ ARD တိုင်းကလူငယ်တွေဖြစ်ပြီးတော့ဗိုလ်ကြီးအဆင့်ရှိသူဦးဆောင်ပြီးတော့ပို့လိုက်တာလို့စစ်ကောင်စီတပ်နဲ့နှီးဆက်သူကပြောပါတယ်။ပို့ဆောင်ခံရတဲ့လူငယ်တွေဟာတာပေါင်းမအူပင် မော်ကျွန်းဘုကလေးကြိုက်လက်ဝါခဲမအိမ်မဲမြောင်းမြပသိမ်နဲ့ငပူတော်စတဲ့မြို့နယ်တွေကနေအာမစုဆောင်ခံရပြီးတော့စစ်မှုထမ်းအပတ်စဉ်ရှစ်တန်တန်းတက်ခဲ့ရတဲ့လူငယ်တွေလို့ဆိုပါရရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးတောင်ပိုင်းစံကားအင်းမှာဆက်လင်မောင်းနေခွင်ကို ပြည်နယ်ပြည်သူစစ်ကပိတ်ပင်လိုက်တဲ့အတွက်ကုန်စည်တည်ဆောင်ဖို့အတွက်အခက်အခဲဖြစ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။ဇန်နဝါရီလကတည်းကစတင်ပိတ်ပင်ခဲ့တာဖြစ်ပြီးတော့ဆက်ပါတဲ့လှစ်အကုန်လုံးကိုမောင်းနေခြင်းခွင့်မပြုတော့တာဖြစ်ပြီးဆက်မပါတဲ့လှစ်အသေးကိုသာစီးနင်းခွင့်ပြုတယ်လို့ဆိုပါရယ်။တိုက်ပွဲစဖြစ်ကတည်းကပေးမမောင်းတာဖြစ်ပြီး ဆက်လီမမောင်းရတဲ့အတွက်စံနေတဲ့ပစ္စည်းတွေတရားခတ်နေပြီးတော့မောင်းနှင်ခွင့်ပြုတဲ့လင်ငယ်တစည်းကိုလည်းတယောက်တာစီးခွင့်ပြုတယ်လို့ဒေသခံကပြောပါတယ်။ဖေဖော်ဝါရီလဒုတိယပတ်မှာဆက်လီမောင်းတဲ့ဒေသခံကိုတနက်နဲ့လိုက်ပစ်ခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ဆက်လီမောင်းတဲ့အချိန်တနက်နဲ့လိုက်ပစ်တဲ့အတွက်နောက်ပိုင်းမှာဘယ်သူမှမမောင်းရတော့ပဲဆက်မပါတဲ့လင်နဲ့ပဲသွာလာကြရတာကြောင့်အချိန်ကြန့်ကြာကုန်တယ်လို့နောက်ထပ်ဒေသခံတယောက်ကပြောပါတယ်။ဆန်ကားဒေတာကကြီးရွာ20ကျော်ဟာရေလန်းကိုသာအဓိကအသုံးပြုနေရတာဖြစ်ပြီးတော့ တိုက်ပွဲတွေကြောင့်ဒေသခံ9000ကျော်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကက်တပြေကြီးရွာကိုမတ်လ10ရက်မှာစစ်ကောင်စီတပ်က drone နဲ့ပုံကျဲခဲ့တဲ့အတွက်ပြည်သူတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေ20ထက်မနည်းမိလောင်ကျွမ်းခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ကတပြေကြီးရွာကိုမတ်လ10ရက်မနက်7:00နာရီကနေညနေ3:00နာရီလောက်အထိစစ်ကောင်စီတပ်ရဲ့ညဝရီရေတပ်စခန်းဌာနချုပ်ကနေ drone နဲ့ drop ဘုံဒီဆယ်လုံးထပ်မနေကြေးချခဲ့တာကြောင့်အသက်56နှစ်အရွယ်ဥပသိန်းအောင်ရဲ့မျက်နှာမှာဘုံစားထိမှန်တမ်းရရှိခဲ့ပြီးနေအိမ်20ထပ်မနေလဲမီးလောင်ကျွမ်းခဲ့တာလို့ဆိုပါတယ်။ကတ်တပြည့်ရွာထဲမှာအေတပ်ဖွဲ့ဝင်တွေဝင်ရောက်နေထိုင်နေတယ်လို့စစ်ကောင်စီတပ်ဘက်ကဆွဆွဲပြီးတော့လာရောက်ဘုံကျဲသွားတာလို့ဒေသခံတယောက်က TVB ကိုပြောပါတယ်။ဒါပြင်ကြောက်ဖြူမြို့နယ်ကစနေတိုင်းနယ်စီယုံကိုလည်းမတ်လ10ရက်မနက်ပိုင်းမှာစစ်ကောင်စီတပ်က drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦတွေထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်မန္တလေးတိုင်းမတရားမြို့နယ်ရှိချမ်းကတဖန်းကိုင်းရွာစတင်ကြောင်းနဲ့ရွာနီးဝင်းကျင်ကိုမက်စလာ၁၀ရက်နေ့လယ်တနာရီအချိန်လောက်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကနေသိရပါတယ်။ဒရာဟုလေတပ်ကနေတက်လာတဲ့ Jet Fighter အမျိုးအစားလေယာဉ်နဲ့ဘုံလာကျဲခဲ့တဲ့အပြင်လက်နက်ကြီး၄လုံးနဲ့ပါပစ်ခတ်ခဲ့တဲ့အတွက်အသက်50အရွယ်ဒေါ်ကြီးမှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စတင်ကြောင်းနဲ့အနီးတစ်ဝိုက်ကအဆောက်အဦတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ဘုံတိချတဲ့အတွက်စာတင်ကျောင်းရဲ့တောင်ဘက်အုတ်တိုင်းပြိုကျပြီးတော့စာတင်ကျောင်းမြောက်ဘက်ကအဆောက်အဦးနဲ့ဂန်ကောလဖေးရည်ဆိုင်တို့ပျက်စီးခဲ့တယ်လို့ဒေသခံကပြောပါတယ်။လေနဲ့ဘုံချပြီးတဲ့နောက်တိုက်ပွဲဖြစ်ပွားတာမရှိပဲစီတိုင်းကန်ရွာဘက်ကနေလက်နက်ကြီးလေးလုံးနဲ့ထပ်မံပစ်ခတ်ခဲ့ပေမဲ့ရွာတွေကိုမကြတဲ့အတွက်ထိခိုက်မှုတော့မရှိခဲ့ဘူးလို့မတရားမျိုးနဲ့ပကဖတာဝန်ရှိသူကပြောပါတယ်ရှင်။ ကျောက်ဖြူမျိုးနဲ့စနေမျိုးကတိုက်နယ်စေယုံကိုမက်လာ၁၀မိနစ်အစောပိုင်း၂နာရီလောက်မှာစစ်ကောင်စီတပ်ကအသေးခံ drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စနေတိုက်နယ်စေယုံကိုကျောက်ဖြူမျိုးအခြေစိုက်ဓညဝရီရေးတပ်ကအသေးခံ drone နှစ်စင်းနဲ့ဘုံနှလုံးကျဲချခဲ့တာဖြစ်ပြီးတော့စေယုံပိတ်ထားတဲ့အတွက်ရဲသားထိခိုက်မှုတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။အေအေတပ်ဖွဲ့တွေစေယုံမှာစေကူတာမှုရှိတဲ့အထင်နဲ့ပြစ်မှတ်ထားတိုက်ခိုက်လာတာဖြစ်ပြီး ဘုံတွေကဆေးရုံရဲ့ခွဲကန်းနဲ့ခွဲကန်းအနီးမှာကြောက်ရောက်ပောက်ခွဲခဲ့တဲ့အတွက်ဆေးရုံခွဲကန်းပျက်စီးသွားတယ်လို့ကြောက်ဖြူမျိုးနယ်ဒေသခံတယောက်ကပြောပါတယ်။ကြောက်ဖြူမျိုးနယ်မှာဖေဖော်ဝါရီလ22ရက်ကစပြီးတော့အရခတ်တတော် AA ကတညောင်ရီရေတပ်ဌာနချုပ်အပါအဝင်အမှတ်32ရဲတပ်ရင်းတို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်စစ်ကောင်စီတပ်နဲ့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်အတွင်းကလည်းစစ်ကောင်စီတပ်ကရခိုင်ပြည်နယ်ကစေးရုံ၅ခုထပ်မင်းကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်စစ်ကူတနေတဲ့အရဲသားတချို့လည်းထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ်ရှင်။တိုင်းဒေသနဲ့ကန်တက်ဖွဲ့ EO တွေအနေနဲ့ကိုဖြစ်ချင်တာတွေမပြောဘဲဖြစ်တင်တာနဲ့ဖြစ်နိုင်တာကိုပြောဖို့အာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မကြီးမြောက်လိုင်ကပြောဆိုလိုက်ပါတယ်။မတ်လ9ရက်ကရုရှားနဲ့ဘယ်လာရုစ်ခီးစင်ကအပြန်လင်းပေါ်မှာခီးစင်ကိုလိုက်ပါသွားတဲ့မီဒီယာတွေကိုစစ်ကောင်ဆောင်ကပြောဆိုတာဖြစ်ပြီးတော့ စစ်ကောင်းဆောင်ရဲ့ပြောဆိုချက်တွေကိုဒီနေ့မတ်လ17ရက်ထုတ်သတင်းစာတွေမှာဖော်ပြထားပါတယ်။ဒီမိုကရေစီအခွင့်အရေးနဲ့တိုင်းသားအခွင့်အရေးတွေပေးထားတယ်လို့လည်းစစ်ကောင်းဆောင်ကပြောပါတယ်။တိုင်းဒေသနဲ့ကိုင်တွေကဒန်းတူရေးကိုပိုင်ပြဋ္ဌာန်းခွင့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးနဲ့အာဏာရှင်စနစ်ဖယ်ရှားရေးတို့အတွက်ဤမဲ့ချက်ထားပြီးတော့စစ်အာဏာရှင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ခေါင်းဆောင်နဲ့စစ်အုပ်စုကိုလက်နက်ကိုင်တော်လှန်နေကြတာရှိသလိုနေပြည်တော်မှာစစ်ကောင်စီနဲ့တွားရောက်တွေ့ဆုံဆွေးနွေးနေကြတဲ့ EU တွေလည်းရှိပါရဲ့ရှင်။ တနင်္သာရီတိုင်းဘိမ့်မြွနယ်မှာစစ်မှုထမ်းစုဆောင်ခံရပြီးတဲ့နောက်ထွက်ပြေးလာတဲ့အမျိုးသား16ယောက်ထဲက6ယောက်ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ထွက်ပြေးလွတ်မြောက်လာသူတွေကပြောပါတယ်။ဘိမ့်မြွကိုက်စီရွှေတူးတပ်ရင်းကပညာရေးကျောင်းတစ်ခုမှာထိမ့်သိမ်းခံထားရတဲ့အမျိုးသား16ယောက်ဟာပလောင်မြို့ကလေးကျင်းရေးတနန်းကျောင်းကိုမပို့ဆောင်ခင်ဖေဖော်ဝါရီလ3ရက်နေ့မနက်9နာရီလောက်မှာထွက်ပြေးလာကြတာဖြစ်ပြီးတော့6ယောက်ကတော့ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့ဆိုပါတယ်။ထွက်ပြေးလာသူတွေထဲက၄ယောက်ဟာ ထွက်ပြေးပြီးတော့တရက်နှစ်ရက်အတွင်းမှာပြင်လဲဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးတော့နှစ်ယောက်ကတော့တပတ်အကြာမှာအသွားလာမဆင်ခြင်တဲ့အတွက်ပြင်လဲဖမ်းဆီးခံလိုက်ရတာလို့ဘိတ်ပါကဖအဖွဲ့အစည်းဆက်သွယ်ခုလုံခဲ့တဲ့ထွက်ပြေးလွတ်မြောက်လာသူကပြောပါရယ်လွတ်မြောက်နေစေ10ယောက်ထဲကအသက်30အရွယ်ရှိတဲ့ကိုတက်နိုင်ထွင်းနဲ့ကိုနိုင်ဝင်းထွန်းဆိုသူနှစ်ယောက်ဟာဘိတ်ပါကဖတပ်ဖွဲ့အစည်းဆက်သွယ်ပြီးတော့မတ်လ6ရက်နေ့မှာဝင်ရောက်ခုလုံလာခဲ့ရလို့ဆိုပါရယ် ဗိမ်းမြို့ရွှေလူပညာရေးကျောင်းမှာစစ်မှုထမ်းခိုင်းမှုစုဆောင်ခံရသူတွေဟာထိုင်းကပြန်ပို့လာတဲ့46ရောက်အပြင်မြို့ပေါ်ဒေသတွေကအတင်းအဓမ္မစုဆောင်ခံရသူတွေနဲ့စစ်မှုထမ်းရွေးချယ်ခံရသူ100လောက်အထိရှိတယ်လို့ထွက်ပြေးလွတ်မြောက်လာသူတွေကလည်းတဆင့်သိရပါတယ်ရှင်။ပြည်ပလောက်ကိုင်းအလုံသမားတပ်သိခံကတ် OWIC ကိုမတ်လ20ရက်ကစပြီးပြန်ထုတ်ပေးသွားမယ်လို့စစ်ကောင်စီဩဇာခံအလုံသမားဝန်ကြီးဌာနကကြေညာလိုက်ပါတယ်။ စစ်ကောင်စီအနေနဲ့ February 14ရက်ကစပြီး OWIC ကတ်ထုတ်ပေးတဲ့လုပ်ငန်းစဉ်ကကြိုတင်အသိပေးတာမရှိဘဲရနာခဲ့တာဖြစ်ပြီး March 10ရက်နေ့နေဆွဲနဲ့ပြတ်ထုတ်ပေးမယ့်အကြောင်းအသိပေးလာတာဖြစ်ပါတယ်။လက်ရှိကာလအတွင်းပြည်ပမှာအလုံးလုံးဖို့ထွက်ခွာမဲ့သူတွေစီးရင်စစ်တာ OWC ကတ်ထုတ်ပေးတဲ့ဆက်တွေမှာတက်ဆင်ထားတဲ့ software တွေပြုပြင်တာထုတ်ပေးစင်တာတွေတနေရာတဲ့ပေါင်းစီတာ လုံရှင်အလုတ်သမားစာချုပ်ချုပ်တဲ့နေရာတွေတစုတစည်းတဲ့ဖြစ်အောင်ပြင်ဆင်တာတွေဆောင်ရွက်နေတာကြောင့်ခိတ္တရက်ဆိုင်ခဲ့တာဖြစ်တယ်လို့အတိပေးချက်မှာဖော်ပြထားပါတယ်။လက်ရှိမှာအလုတ်စာချုပ်ချုပ်ဆိုပြီး OWIC ကတ်ထုတ်ယူဖို့စောင့်ဆိုင်နေတဲ့အလုတ်သမား9000နီးပါးရှိပြီးတော့အဲ့ဒီကတ်ထုတ်ပေးတာကိုရက်ဆိုင်ခဲ့တာကြောင့်လင်းလက်မှတ်ဖို့ရှုံးတာဗီဇာနဲ့နေထိုင်ခွင့်ကတ်တက်တန်ကျော်လွန်သွားခဲ့ရတဲ့ဖြစ်ရပ်တွေလည်းရှိခဲ့တယ်လို့အလုတ်သမားတချို့ကပြောပါရရှင်။ ခေဆက်ဆက်စစ်တပ်နဲ့ပူးပေါင်းပြီးစီးပွားရေးလုပ်ခဲ့တဲ့ရခိုင်ပြည်နယ်တောင်ကုန်းမြို့ကနမဲကြီးတထေးကြီးဦးကျောက်တောင်ရဲ့ပိုင်ဆိုင်မှုတွေအပါအဝင်ငပလီကန်းချီမှာရှိတဲ့စစ်ကောင်စီနဲ့နှီးဆက်တဲ့ဟိုတယ်တွေကိုအေအေကပြည်သူပိုင်ပစ္စည်းအဖြစ်ချိတ်ပိတ်သိမ်းဆီးလိုက်တယ်လို့အေအေနဲ့နှီးဆက်သူတွေစီကနေသိရပါဗျ။ဦးကျောက်တောင်ရဲ့တောင်ကုန်းမြို့ကနေအိမ်အပါအဝင်သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေအားလုံးကိုပြည်သူပိုင်အဖြစ်သိမ်းဆီးထားတာဖြစ်ပြီးဦးကျောက်တောင်ရဲ့ဆက်နွယ်မှုရှိတဲ့တောင်ကုန်းမြို့ကန်တထေးတချို့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်းချိတ်ပိတ်သိမ်းဆီးထားတယ်လို့ဆိုပါရစေ။ တောင်ကုန်းမြို့မှာပြည်သူပိုင်အဖြစ်သိမ်းဆည်းခံထားရတဲ့နေအိမ်နဲ့လုပ်ငန်းပေါင်း30နီးပါးရှိတယ်လို့အိမ်နဲ့နီးစပ်တဲ့တောင်ကုန်းမြို့ခံကပြောပါတယ်။ဦးကျောက်တောင်ဟာခေတ်ဆက်ဆက်စစ်ဘိုလ်ချုပ်တွေနဲ့ပူးပေါင်းပြီးရခိုင်ပြည်ကသစ်လုပ်ငန်းတွေအပါအဝင်တခြားဆောက်လုပ်ရေးနဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်းမူပိုင်လုတ်ကင်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။တနွေမြောင်ငပလီကန်းကြီးကစစ်ကောင်းဆောင်သားအပါအဝင်စစ်ကောင်စီနဲ့နီးစပ်တဲ့ခရိုနီတွေပိုင်ဆိုင်တဲ့ဟိုတယ်ရှစ်လုံးထပ်မင်းကိုလည်းအေအေကတင်းစီချိတ်ပိတ်ထားတယ်လို့မြို့ကနေစီကနေသိရပါဗျာရှင် တဝဲထူးစည်းဝိုင်းစုံစီမံကိန်းမှာရုရှားအစိုးရနဲ့စစ်ကောင်စီတို့ပူးပေါင်းပြီးအကောင့်ထည့်ဖော်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတနင်္သာရီဒေတာအရက်ဖက်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးအင်အားစုတွေကကန့်ကွက်ကြောင်းမက်စလာစေရီမှာပူးပေါင်းပြီးသဘောထားထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်ကကြောင်မီတွေးတုံလျက်စစ်တပ်အဘေးစက်ယုံနဲ့ရင်းနှံချက်စက်ယုံတွေပါဝင်တဲ့တဝဲထူးစည်းဝိုင်းစုံစီမံကိန်းမှာရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ရုရှားနဲ့စစ်ကောင်စီတို့ပူးပေါင်းပြီးသဘောတူလက်မှတ်ရေးထိုးထားပါတယ်။ တဝဲအထူးစီးပွားရေးဆောင်ဝင်းကျင်မှာစစ်ကောင်စီနဲ့တော်လန်ရေးတပ်ဖွဲ့တို့မကြာခဏထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာပါလက်ရှိမှာတော့စစ်ကောင်စီဘက်ကတဝဲအထူးစီးပွားရေးဆောင်စီမံကိန်းနဲ့ပတ်သက်ပြီးမြေပြင်မှာအကောင့်ထဲဖော်ရာတွေမတွေ့ရသေးဘူးလို့သူက TVB ကိုဆက်ပြောပါတယ်ပြီးခဲ့တဲ့2012ခုနှစ်မှာအဲ့ဒီစီမံကိန်းကို မြန်မာထိုင်းနှစ်နိုင်ငံအစိုးရကြားလက်မှတ်ထိုးအကောင့်ထဲပေါ်ခဲ့ပြီးတော့အာဓမ္မမီယာတင်စီမှုနဲ့ဒေသခံဌာနတိုင်းရင်းသားတွေကိုအတင်းအကျပ်နေရွှန့်ခွာစေဖို့ဖိအားပေးမှုတွေအပါအဝင်လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့အခွင့်အလိုက်စားမှုတွေကြောင့်ရပ်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်ရှင်။ကျောင်းသားတော်လှန်ရေးတပ်တော် SRF ကဒုစီတာဝန်ခံမတ်လ9ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းကြာဆုံးသွားခဲ့တယ်လို့တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ ကျောင်းသားတလန်တက်တော် SRF ဒေတာနှစ်ဒုစီရတာဝန်ခံဖြစ်တဲ့ဗိုလ်ကြီးအောင်မင်းသူခေါ်ရဲဘော်ဂျူမင်းဟာပြီးခဲ့တဲ့မတ်လ9ရက်မအုပ်ကုန်းရွာမှာဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်ကြဆုံးခဲ့တာပါမင်းကင်းမြို့ပေါ်ကနေမအုပ်ကုန်းရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုချားဖြတ်တိုက်ခိုက်ခဲ့တဲ့အချိန်မှာသူတို့ဘက်ကဂင်းပုံးနဲ့အရင်တွေ့ပြီးတော့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းအခုလိုကြဆုံးခဲ့ရတာလို့တပ်ဖွဲ့ပြန်ကြားတဲ့တာဝန်ခံကပြောပါရယ် ကြဆုံသွားတဲ့ရဲဘော်ဂျူမင်းရဲ့ရုပ်လောင်းကိုပြန်သည်လာနိုင်ခဲ့ပြီးတော့မတ်လ9ရက်နေ့ကစိုးမိုးနယ်မြေတစ်ခုမှာကောင်းကောင်းမွန်မွန်တကြုံနိုင်ခဲ့တယ်။ကြဲရိတ်ခဲ့တဲ့မိသားစုတွေကိုလည်းတော်လန်တက်ဖွဲ့ဝင်တွေနဲ့ဒေသခံပြည်သူတွေစုပေါင်းပြီးတက်နိုင်သလောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့လည်းဆိုပါတယ်ရှင်။နေအိမ်နဲ့ပိုင်ဆိုင်မှုတွေချိတ်ပိတ်ခံရတာဖြစ်သင့်ဖြစ်ထိုက်လို့အပြစ်မတင်ဘူးလို့ရခိုင်ခရိုနီတထေးဦးကျောက်တောင်ကတုံ့ပြန်လိုက်ပါတယ်။ အရခတတော်အေအေထိန်းချုပ်ထားတဲ့ရခိုင်ကမြို့နယ်တွေမှာစစ်ကောင်းဆောင်မင်းအောင်လိုင်သားပိုင်ဆိုင်တဲ့ဟိုတယ်အပါအဝင်စစ်တပ်အတိုင်းဝိုင်းနဲ့နှီးဆက်တဲ့ခရိုနီတထေးကြီးတွေရဲ့ဟိုတယ်တွေနေအိမ်တွေပိုင်ဆိုင်မှုတွေကိုအေအေကတရားဝင်စာကတ်ပြီးအခုလာတယ်မှာပဲချိတ်ပိတ်သိမ်းဆီးလိုက်ပါတယ်။အေအေကချိတ်ပိတ်သိမ်းဆီးလိုက်တဲ့အထက်မှာငပလီမာရှိတဲ့စစ်ကောင်းဆောင်ရဲ့တားဖြစ်သူအောင်ပြေဆောင်ပိုင်ဆိုင်တဲ့အမတာဟိုတယ်တွေနဲ့စစ်အုပ်စုနဲ့ဆက်ဆက်တဲ့ဟိုတယ်တွေလည်းပါဝင်ပါတယ်။ ဒါပြင်ခရိုနီတထေးကြီးလို့လူသိများတဲ့ဦးကျောက်တောင်ရဲ့နေအိမ်တွေပိုင်ဆိုင်မှုတွေအပါအဝင်စေအုပ်စုနဲ့နှီးဆက်တဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေနေအိမ်ယာနဲ့ခြေကိုအရခပြည်သူအစိုးရပိုင်အဆောက်အဦတွေအဖြစ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။အဲ့ဒီတွေကတဦးဖြစ်တဲ့အသက်68နှစ်ရှိပြီဖြစ်တဲ့ဦးကျောက်တောင်ဟာသူ့အသက်68နှစ်လောက်ကလေးကရခိုင်ပြည်နယ်မှာစီးပွားရေးလုပ်တာလို့ပြောပါရယ်။တောင်ကုန်းမြို့မှာရှိတဲ့နေလာသစ္စာကုမ္ပဏီ၊ထောင်ရအောင်မြေကုမ္ပဏီ၊ဂုံတနသင်္ဘောချင်း ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးသင်္ဘောတွေနဲ့တစ်လုပ်ငန်းအပါအဝင်တခြားစီးပွားရေးလုပ်ငန်းများစွာကိုလည်းပိုင်ဆိုင်ထားသူတယောက်ဖြစ်ပါတယ်။ပိတ်သိမ်းခံလိုက်ရတဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုစုစုပေါင်းတန်ဖိုးဒေါ်လာ၅တန်းဖိုးလောက်ရှိနိုင်တယ်လို့ပြောဆိုပြီးအခုလိုဖြစ်သွားတာဟာဖြစ်သည့်ဖြစ်ထိုက်တဲ့လောရတာဖြစ်တယ်လို့ခရိုနီတထေးကြီးဦးကျောက်တောင်က DVB ကိုပြောပါရရှင်။ပဲခူးတိုင်းပြည်မျိုးအနောက်ဖက်ကန်ကပြည်ကံမလမ်းမိုက်ပေါ်မှာရှိတဲ့တဲပင်ကျိုးစစ်ကောင်စီဂိတ်စခန်းကနေကွန်ပျူစီတယ်ဆောင်တဲ့ရင်တွေကိုပိတ်ပင်ထားတယ်လို့ကုန်တင်ရင်မောင်းသမားတွေကပြောပါတယ်။ စစ်ကောင်စီတပ်ကဖေဖော်ဝါရီလအစောပိုင်းကစတင်ပြီးပြီကံမလမ်းပိုင်းကိုကုန်တင်ရင်တွေဖြတ်တန်းခွေပိတ်ပင်ထားဖြစ်ပြီးတော့အခု match လာတဲ့မှာတော့ပုံမတင်းကျက်လာတာလို့ဆိုပါတယ်။ပြည်ပကနေလာတဲ့ကုန်ကားတွေနဲ့ကမ္မဘက်ကလာတဲ့ကုန်ကားတွေကိုပါပေးမသွားတဲ့အတွက်အကုန်ပြန်လှည့်ကြရပြီးတော့တာမန်ခီးသွားကားတွေလောက်သာသွားခွင့်ရတယ်လို့အသက်40အရွယ်ကုန်တင်ရင်မောင်းတယောက်ကပြောပါတယ်။အဲ့ဒီတေဗင်ဂျိုးစစ်ကောင်စီ case ခန်းမှာအရင်ကစစ်သားနဲ့ရဲပူးပေါင်းအင်အား90ဝန်းကျင်သာရှိပြီး အခုမတ်လာတယ်မှာတော့ထပ်မံအင်အားတိုးမြင့်ချထားတယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကလည်းသိရပါဗျ။တိုက်ပွဲတွေဇဒိုက်ဖြစ်နေတဲ့အတွက်စစ်ကောင်စီကတရက်မင်းတုံးနဲ့ကံမဘက်ကိုကုန်စီစစ်စစ်မှုဖျက်တောက်ခြင်းတဲ့သဘောရှိတယ်လို့တရက်ခရိုင်တရင်လေးရဲ့တာဝန်ခံကိုမြတ်က TVB ကိုပြောပါရရှင်။ပဲခူးတိုင်းပြည်မျိုးအနောက်ဖက်ကန်ကပြည်ကံမလမ်းမိုက်ပေါ်မှာရှိတဲ့တဲပင်ကျိုးစစ်ကောင်စီဂိတ်စခန်းကနေကုန်ပစ္စည်းတယ်ဆောင်တဲ့ရင်တွေကိုပိတ်ပင်ထားတယ်လို့ကုန်တင်ရင်မောင်းသမားတွေကပြောပါရတယ်။ စစ်ကောင်စီတပ်ကဖေဖော်ဝါရီလအစောပိုင်းကစတင်ပြီးပြီကံမလမ်းပိုင်းကိုကုန်တင်ရင်တွေဖြတ်တန်းခွေပိတ်ပင်ထားဖြစ်ပြီးတော့အခု match လာတဲ့မှာတော့ပုံမတင်းကျက်လာတာလို့ဆိုပါတယ်။ပြည်ပကနေလာတဲ့ကုန်ကားတွေနဲ့ကမ္မဘက်ကလာတဲ့ကုန်ကားတွေကိုပါပေးမသွားတဲ့အတွက်အကုန်ပြန်လှည့်ကြရပြီးတော့တာမန်ခီးသွားကားတွေလောက်သာသွားခွင့်ရတယ်လို့အသက်40အရွယ်ကုန်တင်ရင်မောင်းတယောက်ကပြောပါတယ်။အဲ့ဒီတေဗင်ဂျိုးစစ်ကောင်စီ case ခန်းမှာအရင်ကစစ်သားနဲ့ရဲပူးပေါင်းအင်အား90ဝန်းကျင်သာရှိပြီး အခုမတ်လာတယ်မှာတော့ထပ်မံအင်အားတိုးမြင့်ချထားတယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကလည်းသိရပါဗျ။တိုက်ပွဲတွေဇဒိုက်ဖြစ်နေတဲ့အတွက်စစ်ကောင်စီကတရက်မင်းတုံးနဲ့ကံမဘက်ကိုကုန်စီစစ်စစ်မှုဖျက်တောက်ခြင်းတဲ့သဘောရှိတယ်လို့တရက်ခရိုင်တရင်လေးရဲ့တာဝန်ခံကိုမြက်က TVB ကိုပြောပါရရှင်။